တို့တို့ကဗမာပြည်ကိုပြန်ဖို့မယ်တို့ဆွဲထားတာတော့တို့တို့ကဗာဆွဲထားတယ်ဆိုတော့ကျွန်တော်ဟိုနိုင်ငံပေါ့နော်ချစ်ချင်ပြက်ပြက်ပြားစီတယ်ပေါ့ဗာညာနဲ့ပေါ့ကျွန်တော်အင်ဒီရရှိတယ်ဆိုပြီးတော့ကျွန်တော်တို့နှစ်ယောက်ကိုတယောက်တည်းမဟုတ်ဘူးနော်ကျွန်တော်နှစ်ယောက်ကိုကျွန်တော်ဗာနောက်တဲ့ရဲဘော်တယောက်ပါသေးတယ်တော့ကျွန်တော်ဘေးနာရဲဘော်တယောက်နိုင်နိုင်ဆိုးပါသူ့ဘက် support ရောကျွန်တော်ဘက် support ရောအကုန်လုံးကိုတို့ black list လုပ်တယ်ကျွန်တော်တို့ဗမာပြည်ပြန်ဖို့မယ်အဲအဲ့ဒါပဲပဲဟုတ်ကဲ့တော့မနေ့တော့ကကျွန်တော်ဆန္ဒလည်းမပြဘူးလေဟုတ်လားဆန္ဒလည်းပြရတာလည်းမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ဟို MMM တော့အဲဟိုကျွန်တော်တတိကြတာတော့ဆန္ဒပြောင်းမရှိတယ်ကျွန်တော်တော့ န်ရမလို့အဲ့ဒါတာဝဲရမမြောင်းလိုက်လာမယ်အဲဆန္ဒပြပွဲဆန္ဒပြပွဲရှိကျွန်တော်ဝန်ရမလို့အဲ online မှာပြက်နေတယ်အဲ့ဒါဒီမြောင်းလိုက်ရဲ့ဟို campaign ဟိုပါဘောမြောင်းလိုက်ကတော့ရောက်နေတဲ့ campaign ကိုကျွန်တော်ဝန်ရပြီးမယ်လေဟုတ်တယ်လားဝန်ရပြီးမယ်အဲ့ဒါ online မှာတွေ့နေတယ်မြောင်းလိုက်ရဲ့အဲ့ဒီဟိုပုံနေဘောနော်ကျွန်တော်ဟိုဟာနေမိတူသွားဆွဲလိုက်တယ်မိတူသွားဆွဲပြီးတော့ကျွန်တော်အဲ့ကျွန်တော်ညကင်ထားတာကျွန်တော်ဟိုစာရေးတဲ့အိမ်ကင်ထားတာကျွန်တော်ပွင့်လည်းမကြည့်သေးဘူးဆန္ဒလည်းမပြသေးဘူးဆန္ဒလည်းပြပွဲမရှိဘူးအဲ့ဒါကိုကျွန်တော်ဆန္ဒပြတယ်ဆိုပြီးတော့အဲပထမတော့သူတို့ကတော့ပြောတာတော့ ျွန်တော်တို့သိတဲ့တိုင်းပဲဟို passport တွေပေါ့နော်ဘလက်လေးလုံးဝမလုပ်ဘူးမင်းတို့ပြန်ဝင်လာလို့ရတယ်ဒီစာရဲစာတဲ့နေနေနေတယ်မင်းတို့ပြန်လာလို့ရတယ်အဲဆိုပြီးတော့အဲကျွန်တော်တို့လက်မှတ်တွေထိုးခန်းတယ်နော်လက်မှတ်တွေထိုးခန်းကျွန်တော်တို့ထိုင်းပါတာကိုကျွန်တော်တို့မပြောတတ်ဘူးထိုင်းထိုင်းစာကိုကျွန်တော်တို့နားမလဲဘူးဖက်လက်မဖက်တတ်ဘူးအဲဒါကျွန်တော်တို့ကအဲ့လိုပြောတော့ကျွန်တော်တို့လက်မှတ်ထိုးပေးတယ်ဖက်တောင်းတဲ့အနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စီအုပ်စုမင်းအောင်လာနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လာဖိုင်ဝမ်းထုတ်ထားတဲ့မင်းအောင်လာကိုကျွန်တော်အင်တာပိုရဲတပ်ဖွဲ့ကိုအားအမယ်စာဒီလိုထိုင်းနိုင်ငံမှာ ျွန်တော်တို့ဆန်ဂရီလာဟိုတယ်ကြီးမှာအိတ်ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံလေးတွေကမဖြစ်သင့်ဘူးဒါကကျွန်တော်တို့နိုင်ငံရေးနိုင်ငံရေးအရာကြီးရင်ရောနိုင်ငံရေးကုန်သိက္ခာမရှိဘူးလို့ကျွန်တော်တို့အနေနဲ့ပြောချင်တယ်ဗျနော်အဲဒီလူကဘလို့လူလဲပြည်သူတွေကိုတတ်ဖြတ်နေတာတစ်ကဘာလုံးသိတယ်အဲ့လိုမျိုးလူမျိုးလုံးတတ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်နေတဲ့ကျမ်းဖတ်စစ်အုပ်စုမရောက်နိုင်မြန်မာနိုင်ငံမှာလက်နက်အားကိုနဲ့လက်နက်အားကိုနဲ့မြန်မာပြည်ကိုလက်နက်အားကိုနဲ့ပြည်သူ့အတွက်တင်မြှောက်တဲ့ပြည်သူ့ဆိုတာဒီမိုစီဆိုရကိုနှိမ့်ဆက်ညှင်းဆဲတတ်ဖြတ်ထောင်သွင်းချင်းချထားပြီးတော့အာနာအတင်းအရမအာနာလူယူထားတဲ့လူဆိုတာကို ဒါတိတိနဲ့အခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုစီဝေးကိုပိတ်တတ်တာဒါကျွန်တော်တို့အနေနဲ့အများစွာစိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေရာနေပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ထိုင်းအောင်မြန်မာလုပ်သားတွေဒီလိုမျိုးအကြမ်းဖက်ဆီအုပ်စုသွေးစွန်းလက်ပိုင်ရှင်မင်းအောင်လိုင်းဖမ်းနိုင်ငံတကာဖမ်းဝန်းထုတ်ခံထားရတယ်မင်းအောင်လိုင်းမဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျေနပ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့မနှက်ပြောင်းအောင်အားလုံးအင်ကြီးအမဲအောင်ဆင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညအဲ့တော့နှုတ်ဆက်ခြင်းနဲ့ပြီးတော့ ီလိုဆန္ဒထုတ်ပေါ်ထားတဲ့ပုံတွေကျွန်တော်တို့ဒီလိုအင်းကြီးဝတ်ပြီးတော့ကိုခမ်းမှာပဲဓာတ်ပုံရိုက်ပါဘယ်မှရိုက်စားမလို့လမ်းပေါ်လေရိုက်စားမလို့အဲ့လိုဓာတ်ပုံရိုက်ထားတဲ့ပုံတွေဒီနေ့ညရောမနေ့ပြန်ရောကျွန်တော်စီကိုဆက်လိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့ရအောင်မလဲလာမှတ်ပြီးပါအဲ့ဒီပုံတွေကိုမနေ့ပြန်ချက်ချင်းတင်မှာဖြစ်တယ်ပြီးတော့နိုင်ငံတကာသက်ဆိုင်ရာကျွန်တော်တို့အသုံးပြုလို့ရမယ်နေရာထားနာရီကိုလည်းကျွန်တော်ပို့သွားမှာဖြစ်တယ်အဲ့ဒါလေးကိုဒီညတိုက်တွန်းနှိုးဆော်ချင်တာဖြစ်ပါတယ်ဗျဒီနေ့ညလိုက်လေးရအောင်တော့လောက်ပါပဲမနေ့ပြန်အောင်ထိုင်းအောင်မြန်မာလုပ်သားတွေအမဲအောင်စင်တူဝတ်ပြီးတော့ကျွန်တော်တို့အကြမ်းဖက်ဆီအုပ်စုမင်းအောင်လိုင်ကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျင်းနေမှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်ဆန့်ကျင်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ရနေပြီးတော့တိုက်တွန်းနှိုးဆော်ချင်တယ်ဗျနော်အမဲအောင်အင်ကြီးဝတ်လို့လေထိုင်းနိုင်ငံမှာဘယ်သူမှမဖမ်းဘူး န်းလို့ရတဲ့ဥပဒေလည်းမရှိဘူးเนาะအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ကပြောချင်တယ်ကျွန်တော်ပေါ်အောင်မှာလာမှတ်နေတဲ့သူတွေကအကြံဖတ်စစ်အုပ်စုဘောမှာစစ်ကောင်စီဒလန်နေဖြစ်တယ်ကျမ်းဖတ်စစ်အုပ်စုအားပေးနေဖြစ်တယ်ပြီးတော့ကျမ်းဖတ်စစ်အုပ်စုဘက်ကနေစိုက်ဝါတွေပြည်သူလူထုကိုဝေဝါးသွားအောင်စိုက်ဝါတွေထုတ်ဖို့အတွက်လုပ်ထားတယ်ဘန်ကောက်ရောက်စစ်ကောင်ဆောင်ကိုဆန္ဒပြသူများအားစစ်ကောင်စီလက်ထဲအယံထိုင်းဆိုးရပြင်ဆင်နေဘန်ကောက်ရောက်စစ်ကောင်ဆောင်ကိုဆန္ဒပြရန်စူးစမ်းမှုဖြင့်ဖမ်းဆီးထားသည့်မြန်မာများကဂျင်းတို့ကိုထိုင်းဆိုးရကစစ်ကောင်စီထံလွှဲအပ်ရန်ပြင်ဆင်နေသည်ဟုထုတ်ဖော်ပြောဆိုခဲ့သည် ကျွန်တော်တို့ကိုမြန်မာပြည်ပြန်ပို့မယ်ဟုထိုင်းတွင်ဖန်ဆီးခံထားရသည့်ကိုဖြိုးပိုင်ကသူနောက်ဆုံးကြုံခဲ့နေရသည့်အခြေအနေကိုမိုင်းမလောက်ကိုပြောသည့်ကိုဖြိုးပိုင်နှင့်အခြားမြန်မာမျိုးသားတဦးကိုဘင်စတက်ထိပ်သီးအစည်းအဝေးကျင်းပမည့်ဘန်ကောက်ရှန်ဂရီလာဟိုတယ်အနီးတွင်ထိုင်းလုံခြုံရေးများကယမန်နေ့ကဖန်ဆီးခဲ့ခြင်းဖြစ်သည်မြန်မာနှစ်ဦးအားမြည်သည့်နေရာတွင်ဖန်ဆီးချုပ်နှောင်ထားသည်ကိုတော့ရှင်းရှင်းလင်းလင်းမသိရှိရသေးပါအဲ့ဒါပုံမှန်တော့မဟုတ်ဘူးဗျအဲ့တော့ထားလိုက်တော့အဲ့တော့ကျွန်တော်ဒီပြောပြရှိရတာပဲအရေးကြီးတာပဲကျွန်တော်ပြောသွားလိုက်တော့မယ်ပေါ့နော်အဲ့တော့ ထိုင်းရောမြန်မာနိုင်ငံသားတွေအတွက်ဒီနေ့ကျွန်တော်ကမနေ့ရက်ဒီနေ့ရက်ပေါ့နော်အဲအဲ sorry အဲဒီနေ့ရက်အဲ၄ရက်၅ရက်ပေါ့ကျွန်တော်မနေ့ညမနေ့ညကလေးကကျွန်တော်တင်ထားတယ်၂ရက်တာအတွင်းဒီအမဲအောင်အင်ဂျီတွေအမဲအောင်ဝစ်စုံတွေစင်တူဝစ်ပြီးတော့ကျွန်တော်တို့ဒီလောက်သွားလောက်ပြန်ပြီးတော့အိမ်နေရင်စသည်ဖြင့်တောင်းရင်လာရင်ပေါ့နော်ဒါအလုပ်ရုံမှာတော့အလုပ်ရုံဝစ်စားခွင့်ရတာပေါ့ဗျာအဲကျွန်တော်တို့ဆန္ဒထုတ်ဖို့ပိုးတွေကိုကျွန်တော်ပြောထားတာရှိတယ်ဒါအပြင်မှာထွက်ပြီးတော့ဆန္ဒပြတာမျိုးမဟုတ်ဘူးအဲဒီနေ့ဆိုရင်အဲဒါထိုင်းရောက်မြန်မာနိုင်ငံသားတူဖြစ်တဲ့ကိုဖြိုးပိုင်ဟာဒီအချမ်းမဆေးဆိုမဲအောင်လိုင်းကိုဒီဆန္ဒပြလိုက်ဆိုပြီးတော့ထိုင်းအနိုင်အနိုင်ဘက်ကဖမ်းဆီးသွားတယ်ပေါ့နော် အဲ့တော့ဆိုတော့ကသူတို့ဘက်ကတော့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေလူဆန္ဒပြတာတွေဟိုဖမ်းဆီးဖို့အတွက်ဖြစ်နေရှိနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အပြင်ထွက်ဆန္ဒပြတာမျိုးမဟုတ်ဘူးအပြီးတော့အလုတ်ယုံမှာဆိုရင်လည်းတချို့ဆိုကလည်းအပြိုင်တူအလုတ်တွေနားဖို့အတရာထက်လုတ်တွေနားဖို့โอเคပြောတာတော့ဟိုဟိုလွယ်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒါကြီးကလည်းကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအခုချိန်မှာရန်ခတ်ခဲ့တယ်ထောက်ထားရလည်းမပြည့်စုံသေးဘူးတက်တန်းတိုးကာလာကြီးလည်းဖြစ်တယ်အားလုံးလည်းတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေမပြည့်သေးဘူးအားလုံးကထောက်ထားမဲ့တွေဖြစ်နေတယ်အဲ့တော့ဒီတစ်ဖက်ကကြည့်ရင်လည်းဒီမိမိရဲ့အလုတ်ရှင်တွေ အလုပ်ယုံနေမိမိကိုပုံမှန်လို့ပုံမှန်လုတ်ပေးနေတဲ့လုတ်ရှင်တွေလုတ်ယုံနေမိမိကိုပုံမှန်လုတ်ခလာတာရှင်းပေးနေတဲ့လုတ်ယုံနေလုတ်ရှင်တွေနစ်နာတယ်ဆိုတော့အထိုင်းမှာလည်းအလုပ်ယုံနေရနေစဉ်လည်းပတ်နေရတာမြန်မာလူသားတွေရဲ့ခွန်အားနဲ့မြန်မာလူသားတွေအားနဲ့အလုပ်တချို့ဆက်ယုံနေဆို24နာရီ24 hour လောကမနာဘူး run နေတာပေါ့နော်ဆက်ယုံလုတ်ယုံနေတာစက်တိတစ်ချက်မှရက်မသွားဘူးလူတွေပဲချိန်သွားတယ်ပေါ့နော်သူရဲ့အချိန်တိုင်းဆိုတော့အဲ့တော့အလုပ်တွေနားပြီးတော့ကန့်ကွက်တာမျိုးကကျွန်တော်ဟိုအားမပေးခြင်းဘူးအဲ့တော့ကျွန်တော်ထိုင်းနိုင်ငံမှာရောက်ရှိနေရအလုပ်လုပ်ဖို့ဖြစ်တယ်ထိုင်းအောင်မြန်မာလူသားတွေမှာအလုပ်ရှိဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တက်နိုင်တဲ့ပေါင်လေးကနေပြီးတော့အမဲအောင်အင်ဂျီဝစ်ဆုံဝစ်ပြီးတော့နှစ်ရက်တာကာလအတွင်းမှာဆန္ဒထုတ်ဖို့ ထုတ်ဖို့ဖို့ဒါကြောင့်တိုက်တွန်းထားတာရှိတယ်တော်တော်များများလေးတိုက်တွန်းနှုတ်ဆောင်နေတဲ့သတင်းမီဒီယာတွေလည်းတက်ကြရတယ်ဘောနော်ဒါဟိုဟိုတချို့သောဒီအကြံပတ်စီအုပ်စုရဲ့ဒလန်နေဘောမာတွေကအဒီနေ့ကျွန်တော်ရီမာတင်ထားတဲ့နှုတ်ဆောင်ထားတဲ့ဟာတစ်ခုဆိုရင်လာပြီးတော့အောက်မှာမှတ်ကြရတယ်ရှိတယ်ဗါလဲအာဘဒူတောင်းညီမာလေးတို့ဒီလိုမျိုးဖန်ခံတင်ပါညာသူတို့ကအဲ့ဒါစိုက်ဝါလာထည့်ပြီးတော့ထိုင်းအောင်ညီမာလောက်သားတွေဒီအင်ကြီးလေးတော့မဝေရအောင်ကြောက်ကြောက်အောင်ချင်းချောင်းနေတာဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ညလာပြောတာဒါကြောင့်ရှေ့ရှေ့ဝေးပြောအောင်လို့လိုက်လွှဲလိုက်တာဗီဒီယိုလေးကြတော့ကျွန်တော်တို့အတူတူနဲ့စကားပြောတာမပြေစုံကျွန်တော်အောက်မှာလာမှန်းကြတဲ့အထဲမှာအမင်းကတာဝန်ယူမှာဖန်ခံရရပါ냐 ထိုင်းနိုင်ငံမှာမှတ်ထားဖို့ကတော့ထိုင်းရောက်မြန်မာလောက်သားတွေမနှက်ပြန်အားလုံးတနိုင်ငံလုံးအင်ဂျီအမဲအောင်အင်ဂျီအမဲအောင်ဝေးဆောင်စင်တူဝေးကြပါမ်းဖြစ်ဘူးထိုင်းနိုင်ငံမှာအင်ဂျီအမဲအောင်ဝေးလို့အင်ဂျီအမဲအောင်စင်တူဝေးလို့အင်ဂျီပေါင်းပြီးမဲအောင်ဝေးလို့အင်ဂျီအမဲအောင်ဝေးလို့ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိဘူးเนาะเนาะအဲ့ဒါပုံမှန်လေးဝင်နေကြတာဗျာဒါကတော့ပို့ထူးခြားပြီးတော့အမဲအောင်အမဲအောင်တိတက်ဝေးပြပြီးတော့အားလုံးကျွန်တော်တို့တွေဒီကြမ်းမစိအုပ်စုမဲအောင်လာပြည်သူတွေကိုမြန်မာနိုင်ငံပြည်သူတွေအဲ့ပြီးတော့နိုင်ငံနဲ့ပုံလိုက်ကျဲနေတာတွေ တိုင်းသားလက်နဲ့ကိုင်းနေမြေတွေအပါဝင်မြန်မာနိုင်ငံအနှံ့ပြအခုမြို့ကြီးပြည်ကြီးတွေစသည်ဖြင့်နော်ဟိုဟိုတိုင်းသားလက်တိုင်းသားအနေများတဲ့နေရာတွေရောဗမာတွေအနေများတဲ့နေရာတွေတိုင်းနိုင်ငံလုံးနဲ့ဘုံကျဲတက်ဖြတ်ကလေးတွေကမကြံစပေးဆောင်စကံဖရားကြောင်းဖုံရင်းကြောင်းစတင်ကြောင်းမကြံအကုန်ဘုံကျဲတက်ဖြတ်နေတဲ့သွေးဆုံးလက်ပိုင်ရှင်မင်းအောင်လိုင်းပြီးတော့အာဂျင်နီနာတရားရုံးကနေပြီးတော့ကျွန်တော်တို့ဖမ်းမှန်းထုတ်ခံထားရတဲ့သူဖြစ်တဲ့ဒီလိုပုံကုံမျိုးထိုင်းနိုင်ငံကိုရောက်လာပြီးတော့ထိုင်းဝင်ရုပ်ကဒီလိုလက်ဆွဲနှုတ်ဆက်နေတာကိုလောကကျင့်တဲ့ချင်းမရှိဘူးကန့်ကွက်တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့ အမဲအောင်ဝတ်ဆုံပြီးတော့ဆန္ဒထုတ်ပေါ်တာဖြစ်တယ်။အဲ့လိုအင်ကြီးအမဲအောင်မနှက်ပြန်ဈေးထဲမှာဝတ်သွားလို့ကုန်တိုင်းမှာသွားလို့လမ်းပေါ်မှာသွားလို့အင်ကြီးအမဲအောင်ဝတ်လို့ဖမ်းလို့ရတဲ့ဥတွေထိုင်းမှာမရှိဘူးဘယ်သူမှမဖမ်းဘူး။စိုက်တော့ဝတ်လို့ရတယ်နော်။အဲကျွန်တော်ဒီနေ့ညဒါလေးကိုပြောပြောလာပြောချင်းဖြစ်တယ်။ဟုတ်ပြီအဲ့တော့ဆိုလိုတာကကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ဟိုပြောချင်တာကတော့အခုလိုမျိုးဒီအင်ကြီးအမဲအောင်မနေ့ပြန်စင်တူဝစ်တာတွေပြီးတော့အခုဒီနေ့လည်းကျွန်တော်ပုတ်တင်ထားလိုက်တယ်ခုနကပဲကျွန်တော်တင်ထားလိုက်တယ်အင်ကြီးအမဲအောင်ဝစ်ပြီးရင်ကျွန်တော်ဒီပုတ်အောင်မှာလာမှတ်ပေးပါကျွန်တော်ပြန်တင်ပြမယ် ဲတချို့မျက်နှာမဖော်ကျင်တဲ့လူကမျက်နှာပိတ်ခါရတယ်ဒီဟိုပိုစာလေးတွေကင်ပြီးတော့တချို့မျက်နှာဖော်ခွင့်ရှိတဲ့လူဖော်နိုင်တဲ့လူဖော်ကျင်တဲ့လူ public ကနေပြီးတော့ကျွန်တော်တို့လိုပေါ်တင်တော်လိုင်းလေးလုပ်နေတဲ့လူမျိုးတွေဆိုရင်လည်းတင်လို့ရတယ်ဖော်လာပို့လာပေါ့နော်ကျွန်တော်ကပြန်တင်မယ်ဒါဟုတ်အဓိကကျွန်တော်တို့တွေဒီချိန်မှာတေးကြတယ်လမ်းမထွက်လို့အဆင်မပြေအနေအများများတယ်ကျွန်တော်တို့အများများတယ်ပြားအများများတယ်ပြီးတော့အလုပ်ယုံနေရနေပြီးတော့အလုပ်နားပြီးတော့ဆန္ဒပြဖို့ကြတယ်ဒါတွေကနောက်ဆုံးအဆင်ပေါ့ခါနော်အလုပ်နားပြီးတော့ဆန္ဒပြဖို့ကြတယ်ပုံမှန်ကိုယ်ကိုလှုပ်ပေးနေလို့ရှိရင်ပုံမှန်ကိုယ်ကိုလှုပ်ခါလာတာရှင်းပေးနေတယ်အလုပ်ရှင်နေအလုပ်ယုံနေကိုအားနာတယ်ပြီးတော့သူတို့တွေလည်းထိခိုက်နေတာလေအဲကိုတွေတော့လည်းမကောင်း ဲ့တော့ကျွန်တော်နှမျိုးကိုမယွေဘူးအနေများတဲ့ဟိုရစ်များတဲ့ဖိအားများတဲ့နှမျိုးကိုမယွေပဲနဲ့ကျွန်တော်တို့အကောင်းဆုံးနီလန်ငိမ့်ရန်ဆောင်တဲ့စာနာထောက်ပေါ်ခြင်းလို့ခေါ်တယ်ဒီအင်ဂျင်စင်တို့ဝစ်တာအစသဖြင့်ကျွန်တော်တို့အင်ဂျင်မှာကက်ကွက်ကြောင်းစာရေးပြီးတော့ဝစ်တာအဲပြီးတော့ online ပေါ်မှာအင်ဂျင်မရအောင်ဝစ်မရအောင်လည်းကက်ကွက်ကြောင်းစာတန်းလေးကင်ပြီးတော့တက်ပုံရိုက်ပြီးတော့ online ပေါ်မှာတင်တာ Facebook ပေါ်မှာတင်တာဒါတွေကထိုင်းမှာလုံးဝဖမ်းလို့မရဒါတွေကဥပဒေဟိုမှာဒါဒီလိုအင်ဂျင်မရအောင်ဝင်ဖမ်းလို့ရတယ်ဆိုတဲ့အမျိုးမရှိဘူးအဲ့တော့ခုနကျွန်တော်ပေါ်မှာလာမှတ်ထားတာပေါ်မှာတွေဒလန်တွေအဲဆောက်ပေါ်တွေဖြစ်တယ်ကြက်မပြေးတဲ့ကောင်တွေဖြစ်တယ်နော် အဲ့တော့တိဖို့ရှင်းရှင်းလင်းလင်းလို့တချို့ဆိုရင်စိုက်ဝါထည့်ပြီးတော့ဟာအဲ့လိုအမင်းကတော့တော်ရရမြောက်ပေးနေတာပဲဗာညာနဲ့ထိုင်ရောက်လို့ဒီမားတွေဒုက္ခရောက်ဖို့ထိုင်ရောက်လို့ဒီမားတွေဟိုစိတ်ဆင်းရဲသွားဖို့ဘယ်တော့မှရဲမပြောခဲ့ဘူးမမြောက်ပေးခဲ့ဘူးမလုပ်ခဲ့ဘူးထိုင်ရောက်မြန်မာလူသားတွေပြေလည်အောင်ထိုင်ရောက်မြန်မာလူသားတွေအဆင်ပြေအောင်ထိုင်မှာရောက်ပြီးတော့ဒုက္ခရောက်နေတဲ့လူသားတွေကိုကယ်တင်တဲ့လုပ်ငန်းစဉ်တွေပဲ ACM မြန်မာဒီဇိုင်းမှမလုပ်ခဲ့တာဖြစ်တယ်။နောက်ဒါကတော့တိတိသားအများကြီးပြောတော့ဘူးအဲ့တော့ကိုရဲမင်းရဲ့ညနေပိုင်းကတင်လိုက်တဲ့ဥရီအောက်မှာအဲဒီရီဗီဒီယိုအောက်မှာလာပြီးတော့ ဝေဖန်ထားတဲ့လူတွေကအဲ့ဒါအချမ်းဖတ်စစ်အုပ်စုရဲ့ဘောမတလန်နေဖြစ်တယ်။သူတို့ကထိုင်းရောက်မြန်မာပြည်သားတွေအဲ့ဒါမြောက်နိုင်ကိုအားပေးနေတဲ့အုပ်စုတွေနော်အဲ့ဒါထိုင်းရောက်မြန်မာတွေလည်းမဟုတ်ဘူး။အဲသူတို့က group နဲ့အုပ်စုနဲ့မြောက်နိုင်မှာဒီစိုက်ဝါထဲတဲ့ကျွန်တော်မီဒီယာကဏ္ဍမှာစိုက်ဝါထဲတဲ့အဲသူတို့စစ်တပ်ကမွေးထားတဲ့ကောင်ရှိတယ်။အဲ့ကောင်တွေကလာမှန်နေတာဖြစ်တယ်။အကောင့်တူပေါင်းစုံနဲ့တချို့လည်းအကောင့်စစ်လို့လူပေါင်းနဲ့ပုံစံမျိုးစုံနဲ့ထိုင်းရောက်မြန်မာသားမြန်မာလူသားတွေကိုအင်ကြီးအမဲအောင်စင်တူလေးတောင်မဝေ့ရအောင်ကြောက်တဲ့စိတ်ကိုလာရိုက်သွင်းနေတာဖြစ်တယ်။နော်။ Okay လမ်းမောက်ထွက်ဆန္ဒပြတယ်။ဒါတွေကတော့လက်ရှိချင်းနေရာထိုင်းရတော့သူပုံစံမျိုးစုံနဲ့ဒါလုပ်နေရလေ။အဲ့တော့ဟုတ်ပြီ အဲ့ဒီအနေထားကိုတော့ထားလိုက်တော့တစ်ဖက်ကအဲ့တော့ကျွန်တော်တို့အနေနဲ့လုံးဝဥပဒေနဲ့လည်းလုကင်းတယ်ကိုယ်အလုံယုံဝစ်စားဝစ်ပြီးတော့လုံးဝမဲ့လုံယုံနဲ့ကြာကိုယ်အလုံယုံဝစ်စားဝေးရမှာပေါ့တချို့လုံယုံတွေကတော့ကြိုက်တာဝစ်လို့ရတယ်တချို့လုံယုံတွေကတော့တတ်မှတ်ထားတဲ့လုပ်ငန်းအင်ဂျီစက်ယုံအင်ဂျီရှိတယ်အဲ့တော့အဲ့လိုချိန်ရလွှဲရင်ညနေအလုတ်ကပြန်ရင်အောက်မှာတွင်းကန်လေးတွေဝစ်ကြတယ်အပယ်လုံယုံပဲတွင်းကန်လေးအဲ့တွင်းကန်မှာအင်ဂျီအမဲလေးဝစ်သွားတယ်ဆိုရင်ညနေအလုတ်ကပြန်ရင်အပေါ်ကအင်ဂျီလေးချလိုက်အောက်ကပုံမှန်အင်ဂျီလေးနဲ့စေးသွားလို့ရတယ်အင်ကြံလို့ရတယ်စသဖြင့်အမဲအောင်လေးအများကြီးဖြစ်သွားမှာဗျာထိုင်းအောင်မြန်မာလုပ်သားတွေကအနည်းဆုံး၄တန်းခွင့်ကနေ၅တန်းလောက်ထိ ရှိရလို့အားလုံးခံမှန်းသုံးသပ်ထားတာဆိုတော့တန်းနဲ့ချီရှိတဲ့လူတမားတွေအားလုံးစင်တူဝတ်ကြမယ်ဆိုရင်တော့အထူးထူးခြားခြားနဲ့ဒိုင်းမီဒီယာတွေလည်းပါလာမယ်ကဘာလည်းတည်မယ်ပြီးတော့လုံးဝမကြည့်နဲ့ချောင်းအောင်လဲပေါ်တင်ကျွန်တော်တို့စန့်ကျင်ကန့်ကောက်ရာကြတယ်အခုဒါကြီးဆိုလည်းတွက်ကြည့်တယ်ဗျာနော်သွေးစွန်းလက်နိုင်ငံကဖောင်းဝန်းထုတ်ထားတယ်မင်းအောင်လိုင်းအခုတို့ထိုင်းဝင်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်နေရာကြီးထိုင်းဝင်ကြီးချုပ်ဖဲထောင်ထံပေါ့နော်ဖဲထောင်ထံကလက်ဆွဲနှုတ်ဆက်နေရာကြီးကျွန်တော်ရင်ထဲမှာဘလို့ခံစားရလဲ ဘလို့ခန်းစားရလဲထိုင်းရောက်မြန်မာလူသမားတွေလည်းအခုချိန်မှာရင်ထဲမှာနှစ်နှစ်အောင်ခန်းစားရတာပဲကျွန်တော်သိတယ်ကိုချင်းစားတယ်နားလေတယ်ကျွန်တော်ကိုယ်တိုင်ထိုင်းနိုင်ငံမှာနှစ်နှစ်ဆယ်ကျော်ဖြတ်သားလာတာတာမန်လူသမားဘွားအနေအခြေခံလူသမားမင်းများလူသမားဘွားအနေထိုင်းရောက်မြန်မာလူသားတွေလောက်ကရောက်ရင်ကုညီနိုင်တဲ့အခြေအနေအထိလူသမားကြီးအဖွဲ့စည်းတည်ထောင်ပြီးတော့လောက်ကနိုင်တဲ့အခြေအနေအထိကျွန်တော်ဖြတ်သားလာတာဖြစ်တယ်နှစ်ပေါင်း20ကျော်ဦးစားတိုက်နေမယ်ဆိုနှစ်ပေါင်း10ရောက်ရှိပြီပေါ့ဗျာနော်ကျွန်တော်ရဲ့အသက်၃ပုံပုံနှစ်ပုံလောက်ထိုင်းမှာကြီးပြင်းခဲ့တာကျွန်တော်ကိုချင်းစားနားလေတယ်အမိန်ခံဒုက္ခတွေရောက်ဆာဆာဒန်နေတက်တန်းမတူရသေးခက်ခဲဖြစ်နေတဲ့ထိုင်းရောက်မြန်မာလူသားတွေရင်ထဲမှာမင်းအောင်နိုင်ကိုလက်ရှိထိုင်းဝန်ကြီးချုပ်ဖေတောင်ထမ်းနေပြီးတော့ဒီလက်ဆွဲနှုတ်ဆက်နေတာတက်စင်သမီးပေါ့ဗျာနော် သူတို့ရဲ့တမိုင်းတွေကျွန်တော်တို့တေချာကြည့်ရမယ်နော်ကျွန်တော်စာရီများများဖတ်ဆိုရတာပြောတာဆင်ဘယ်ကလာလဲတဆင်ရဲ့ညီမရင်းလက်ကဘာတွေလဲပြီးတော့တဆင်သမီးကဘာတွေလဲတဆင်ကဘယ်လိုပုံပုံမျိုးလဲဆိုတာမျိုးတွေကိုလည်းကျွန်တော်တို့သူတို့ရဲ့တမိုင်းမျိုးရိုးစင်ဆက်ကိုလည်းကိုကသိရမယ်သူတို့မျိုးရိုးလည်းကိုနားလည်ရမယ်နော်အဲ့တော့ဒီထိုင်းဝင်ကြီးရုပ်ဖဲထောင်နိုင်ကမင်းအောင်နိုင်လက်ကိုကုလိုမျိုးအာပါတရပြုတ်ပြုတ်နေလက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိုက်တီးတာကျွန်တော်တို့ရှင်ထဲကိုတန်ချုံနဲ့ထိုးလို့ခံစားရတယ်ထိုင်းအောင်မြန်မာလူသမားတွေရဲ့ရှင်ထဲမှာလည်းလိုပဲဖြစ်နေပါပဲနော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ညလာပြောခြင်းဖြစ်တယ်ဟုတ်ကဲ့အဲ့တော့မနက်ဖြန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဝန်နေချင်း အထိမ့်မဲ့အကြီးအမဲအောင်ဟိုအဲ့ဒီဝန်ထဲချင်းထိမ့်မဲ့အစာအကျံဖတ်စိအုပ်စုမင်းအောင်လိုက်ရောက်ရှိလာတဲ့အတွက်ရှင်းနေမှုမရှိဘူးထိုင်းအောင်မြန်မာလူမားတွေရှင်နေမှာစန့်ကျင်ကတ်ကွက်တယ်လူတက်အကျံဖတ်ပြည်သူတွေကိုတက်ဖြတ်ကလေးရမကြံចောင်းသူចောင်းသားတွေဘာသာရေးဆောက်ဦးတွေမကြံအကုန်လုံးတက်ဖြတ်ညင်စဲနှိမ့်ဆက်နေတဲ့မင်းအောင်လိုင်းရဲ့သွေးစွန့်လက်ကိုထိုင်းရောက်ထိုင်းနိုင်ငံကဒီအမြင့်ဆုံးယာရုဖြစ်တဲ့ဒီထိုင်းဝန်ကြီးချုပ်ပေါ့နော်ဟိုအစိုးရပိုင်းမှာဆိုဝန်ကြီးပေါ့နော်သူထပ်မှာတော့ထိုင်းပြည်ရှိတာပေါ့ဗျာထိုင်းဝန်ကြီးချုပ်ဖေထောင်ကန်ကနေပြီးတော့အခုလိုမျိုးလက်ဆွဲနှုတ်ဆက်တာအင်မတန်ကျွန်တော်အနေနဲ့ကျင်းနေမှုမရှိဘူးဆိုတော့ဒါကိုပြောချင်တယ် ော်အဲ့တော့လက်ရှိထိုင်းဝင်ကြီးချုပ်ဖေထောင်တန်းနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စေအုပ်စုမင်းအောင်လာနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လာဖမ်းဝမ်းထုတ်ထားတဲ့မင်းအောင်လာကိုကျွန်တော်အင်တာပိုရဲတပ်ဖွဲ့ကိုအံ့အမဲစားဒီလိုထိုင်းနိုင်ငံမှာကျွန်တော်တို့ဆန်ဂရီလာဟိုတယ်ကြီးမှာအိတ်ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံလေးတရားမဖြစ်သင့်ဘူးဒါကျွန်တော်တို့နိုင်ငံကြီးနိုင်ငံကြီးအရှာကြည့်ရင်ရောနိုင်ငံကြီးကိုတိတ်ကမရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျနော်အဲ့ဒီလူကဘလို့လူလဲပြည်သူတွေကိုတပ်ဖြတ်နေတာတစ်ကဘာလုံးသိတယ်အဲ့လိုမျိုးလူမျိုးလုံးတပ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်နေတဲ့ကျမ်းဖတ်စစ်အုပ်စုမင်းအောင်လာမြန်မာနိုင်ငံမှာလက်နက်အားကိုနဲ့ လက်နဲ့အားကိုးနဲ့မြန်မာပြည်ကိုလက်နဲ့အားကိုးနဲ့ပြည်သူ့တင်မြောက်တဲ့ပြည်သူ့ဆိုတာဒီမိုစီဆိုရအောင်နှိမ့်ဆက်ညင်းတဲ့တက်ဖြတ်ထောင်သွင်းချင်းချထားပြီးတော့အာနာအတင်းအရမအာနာလူယူထားတဲ့လူဆိုတာကိုဒါတိတိကြီးနဲ့ခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုအစည်းအဝေးကိုပိတ်တတ်တာဒါကျွန်တော်တို့အနေနဲ့အများစွာစိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေ့ကနေပြောချင်တယ်ဟုတ်ကဲ့အဲ့တော့ထိုင်းအောင်မြန်မာလူသားတွေဒီလိုမျိုးကျမ်းပါစီအုပ်စုသွေးစွန်းလက်ပိုင်ရှင်မင်းအောင်လိုက်ဖမ်းနိုင်ငံတကာဖမ်းဝန်းထုတ်ခံထားရတယ်မင်းအောင်လိုက်မဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျင့်တတ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့ မနက်ပြန်ဦးအားလုံးအင်ကြီးအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညအဲဒုံနှိုးဆော်ခြင်းနဲ့ပြီးတော့ဒီလိုဆန္ဒထုတ်ဖော်ထားတဲ့ပုံလေးကျွန်တော်တို့ဒီလိုအင်ကြီးဝစ်ပြီးတော့ကိုယ်ခမ်းပါပဲတပုံရိုက်ပါဘယ်မှရိုက်စားမလို့လမ်းမလို့ရိုက်စားမလို့အဲလိုတပုံရိုက်ထားတဲ့ပုံလေးဒီနေ့ညရောမနက်ပြန်ရောကျွန်တော်စီကိုစက်တိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့ရအောင်မလဲလာမှန်ပြီပါအဲဒီပုံလေးကိုမနက်ပြန်ချက်ချင်းတင်မှဖြစ်တယ်ပြီးတော့နိုင်ငံတကာတက်ဆိုင်ရာကျွန်တော်တို့အသုံးပြုလို့ရမယ့်နေရာဌာနအဲ့ဒါလေဒီညတိုက်တုံးနှိုးဆော်ချင်တာဖြစ်ပါလေဗျဒီညလိုက်လေးရတော့တော့ပါပဲမနေ့ပြန်ဟိုထိုင်းအောင်မြန်မာလူသားတွေအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်တို့ အကြံပေးဆုံးမင်းအောင်လိုင်းကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျေနပ်မှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်စမ်းချင်ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းနှုတ်ဆက်ချင်တယ်ဗျနော်အမဲအောင်အင်ကြီးဝှစ်လို့လေထိုင်းနိုင်ငံမှာဘယ်သူမှမဖမ်းဘူးဖမ်းလို့ရတဲ့ဥပဒေလည်းမရှိဘူးနော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ကပြောချင်တယ်ကျွန်တော်ပို့အောင်မှာလာမှတ်နေတဲ့သူတွေကအကြံပေးဆုံးဘောမစစ်ကောင်စီဒလန်နေဖြစ်တယ်အကြံပေးဆုံးအားပေးတွေဖြစ်တယ်ပြီးတော့အကြံပေးစစ်အုပ်စုဘက်ကနေစိုက်ဝါတွေပြည်သူလူထုကိုဝေဝါးတော့အောင်စိုက်ဝါတွေထုတ်ဖို့အတွက်လုပ်ထားတယ်